မင်္ဂလာပါရှင်ကျမရဲ့ဗေဒီမိတ်ဆွေများနေခုနှစ်ရသားသမီးအားလုံးကျဲမာချမ်းသာပါစေလို့ဆုတောင်းမြတ်တာပို့တာပါရှင်ကျမဒီနေ့ဗေဒီင်ကိစ္စလေးမပြောပြခင်မှာလေတီဆရာတော်ဖျားကြီးရဲ့တတနဂုံ480ကိုဆက်လက်ပြီးပူဇော်ပါမယ်ဒီနေ့ပူဇော်ရမယ်တတနဂုံကတော့တဘာဝပရိယန္တံအစတက်ကေပါဠုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိ အတ္တဘာဝပရိယန္တံအစတကေပါဠိပေတံဓမ္မံတရဏံကိစ္ဆာမိအတ္တဘာဝပရိယန္တံအစတကေပါဠိပေတံတန်ခံတရဏံကိစ္ဆာမိအတ္တဘာဝပရိယန္တံခန္ဓာကိုယ်အတ္တဘောအဆုံးရှိတိတိုက်အောင်အစတကိယနေ့မှစအသက်ထဆုံးပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိဘေးရန် ပေဖြတ်ချမ်းသာရောက်ဖို့ဗုဒ္ဓမြတ်စွာဘုရားရှင်အားကိုးကွယ်ပါမည်ပူဇော်ပါမည်စီကပ်ပါမည်အရှင်ဘုရားဓမ္မန်တရားတော်မြတ်အားတန်ခမ်းတန်ဃာတော်မြတ်တို့အားလည်းဘေးရန်ပေဖြတ်ချမ်းသာရောက်ဖို့ကိုးကွယ်ပါမည်ပူဇော်ပါမည်စီကပ်ပါမည်ဘုရားဒါကကျမတို့မြန်မာပြည်အထိပ်ပဲပေါ့နော် ဲ့တော့ကျမတို့တွေဒီတက်တဲ့နေကုန်ကိုယူဖက်ပူစောပြီးသွားပြီ။ဒါကြောင့်မို့လို့ကျမတို့တွေကန်ကောင်းခြင်းတွေကကျမတို့စီကို လာမှချိန်သေးဖြစ်ပါတယ်။နောက်တစ်ခုကျမမနေ့ပြန်22ရက်လေးလ2025အတွက်ကိုကျမကန်ကောင်းရဲ့ချမ်းသာရရပြောပြပေးခြင်းတာပါ။ မနေ့ပြန်မှာကျမတို့ဒီကံကောင်းချမ်းသာရေရရာကဗုဒ္ဓမြတ်စွာဘုရားရှင်ဟာနိုစွန်းစက္ကန့်လူတန်းရပါမယ်တတိစွန်းစက္ကန့်လူတန်းရပါမယ်နိုစွန်းတကယ်လို့ရရင်နိုစွန်းတတိစွန်းစက္ကန့်လို့ရမယ်ဆိုလဲတတိစွန်းပေါ့နော်တခုမဟုတ်တခု စက္ကန့်ပြီးလူတန်းပါအစီပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ကံကောင်းပါလိမ့်မယ်ရှင်ဤအလှဓာညချောင်းလဲနှကောင်းနဲ့မြက်ပေါင်းရဲ့ဆောက်ရှောက်မှုကိုလဲ နှကောင်းနဲ့မြင့်အပေါင်းတို့ဤဆောက်ရှောက်မှုမေတ္တာတရားကိုရရှိမှာ ဖြစ်ပါလေရှင်။နောက်တစ်ခုကစွန့်လောင်းမဲ့သူများစွန့်လောင်းဖို့အတွက်ကြရင်ကျမတို့နှုတ်စီတို့စွန့်လောင်းပါမယ်ရှင်။နောက်တစ်ခုတတိစုံစွန့်လောင်းလို့ရပါတယ်။ဒါလေးကျမပြောပြချင်တာပါ။အဲ့တော့ကျမတို့မနေ့ဖြန်22ရက်နေ့မှာကံကောင်းချမ်းသာရေတရားလေးတွေပြုလုပ်မယ်။ဘုရားရေတရားလေးတွေပြုလုပ်ပြီးတော့22ရက်နေ့ကိုကံကောင်းခြင်းနေနဲ့ကျမတို့တွေ ကြိုရမှာဖြစ်ပါတယ်ရှင်ဟုတ်တယ်တရင်နဲ့ကိစ္စမိဓမ္မတရင်နဲ့ကိစ္စမိတန်ခေတရင်နဲ့ကိစ္စမိကျမ යි မိစီအားလုံးကျဲမာလို့ချမ်းသာကြပါစေ။